ားလုံးပဲမင်္ဂလာပါရှင်။ AC Channel မြန်မာမှာပြန်လည်ကြိုဆိုပါရစေ။နေ့နေ့ဆက်ပြေးမယ်အကြောင်းအရာတော့မျက်စိကျန်းမာရေးနဲ့အမြင်အရုံတို့အကောင်းဆုံးအစားအစာဆယ်မျိုးဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။အစားအစာတွေမှာပါရှိတဲ့ဆင်ကောပါ၊ဗီတာမင် C, ဗီတာမင် E နဲ့ဗီတာကာရိုတင်းတို့မျိုးအာဟာရဓာတ်တွေဟာမျက်စိကျန်းမာရေးမှာအသက်အရွယ်နဲ့ဆိုင်တဲ့အမြင်အရုံကျဆင်းနိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။ ရက်စီကျမရဲ့တော့တခြားအာဟာရဓာတ်တွေက omega 3 fatty acid copper လူတိန်နဲ့ဇီဆက်သင်းတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာရက်စီကျမရဲ့ကိုညင့်တင်ပေးမယ်အာဟာရဓာတ်ကျော်ဝရဲ့အစားအစာဆယ်မျိုးအကြောင်းကိုပြောပြပေးတော့မယ်အပြင်ရက်စီကျမဖို့အတွက်အကြံပြုချက်တွေနဲ့ရက်စီကျမရဲ့အတွက်သတိပေးလက္ခဏာတွေကိုပါပြောပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့လိုအကြောင်းအရာတွေရှင်းမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြအောင်အားတော်တော်များများက omega 3 fatty acid ကျော်ွားတဲ့ရင်းမြစ်တွေဖြစ်ပါတယ်အဆင်များတွေငါးတွေမှာပိုတဲ့ခန္ဓာကိုယ်သင်္ချိုးတွေမှာအဆီပါတာများတာကြောင့်သူတို့ကိုစားသုံးလိုက်မှဆိုရင် omega 3ပမာဏကို မြင်မာစေပါတယ် omega 3ပမာဏအများဆုံးပါဝင်တဲ့၅မျိုးစားတွေကဒူနာ ဆွေမုံကမက်ဂရင်ကစာတင်ကငါးပါးနည်းနဲ့ထရောင်ကားတွေပဲဖြစ်ပါတယ်သူတွေကနာပြုလုပ်ချက်တွေရအစားအသောက်တွေမှာမျက်စိကျန်းမာရေးကိုကြီးမားစွာနှောင့်မိုးနိုင်တဲ့အိုမီဂါ3ဖက်တီအက်ဆစ်တွေကအဓိကအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အခေါ်မသီးတွေမှာအိုမီဂါ3ဖက်တီအက်ဆစ်ကျွဲဝါစွာပါဝင်ပါတယ်အခေါ်မသီးတွေမှာဗီတာမင်ပမာဏ အများကြီးပါဝင်တဲ့အတွက်ကြောင့်အသက်အရွယ်နဲ့ဆက်နေတဲ့မျက်လုံးကိုထိခိုက်ပျက်စီးမှုကနေကာကွယ်ပေးနိုင်ပါတယ်။အခေါ်မှသူတွေကိုကုန်ဆုံးနိုင်အများစုနဲ့အွန်လိုင်းတွေမှာဝယ်ယူရရှိနိုင်ပါတယ်။ရက်စီးကျန်မာရေးကိုထိမ့်သိမ်းပေးနိုင်တယ်။ပန်နီလေးနဲ့အခွန်မာဒီအမျိုးအစားတွေကတကြသည်ဘရာဇီးပစ္စည်း COC နဲ့ညီပဲပဲဖြစ်ပါတယ် အခေါ်မသေးနဲ့ပယ်နီလီလိုမျိုးအဆင့်ဆန်တွေပါလဲအိုမီဂါ3ကျွဲဝပြီးဗီတာမင် E ကျွဲဝတဲ့အရင်းမြစ်တစ်ခုဖြစ်ပါတယ်အဆင့်ဆန်တွေကိုကုံစုံပိုင်းအများစုနဲ့ online တွေမှာဝယ်ယူရရှိနိုင်ပါတယ်အိုမီဂါ3ကျွဲဝတဲ့အဆင့်ဆန်တွေက GRC နံကျက်စိနဲ့ရှော်စိတွေပဲဖြစ်ပါတယ် ရှောက်သံများမျိုးဝင်အသေးမျိုးရာဗီတာမင်စီကျော်ဝါစွာပါဝင်ပါတယ်ဗီတာမင်အီလိုမျိုးဗီတာမင်စီဟာအမေရိကန်အော်တိုမက်ထရီအဆိုဆေးရှင်းရဲ့အဆိုအရအပတ်ရွယ်နဲ့ဆိုင်တဲ့ဉာဏ်လုံးထိကဲပြည့်စုံမှုကိုတက်ဖြတ်နိုင်တဲ့အန်ဒီအောက်ဆီဒက်တက်ကိုဖြစ်ပါတယ်ဗီတာမင်စီကျော်ဝါတဲ့အသီးတွေကသံများသည်လိမ္မော်သည်ဂရိတ်ဖရုတ်သည်တွေပဲဖြစ်ပါတယ် အစိမ်းရောက်ဟင်းဒီရွက်တီးဟာလူတိန်းနဲ့ဇေယသတင်းကျော်ဝါစွာပါဝင်ပြီးမျက်စိကြံမာရဲ့အတော်ဗီတာမင်စီရဲ့ရင်းမြစ်ကောင်းတွေဖြစ်ပါတယ်လူတိများတဲ့အစိမ်းရောက်ဟင်းဒီရွက်တီးကဟင်းလူငယ်ရွက်ကိုင်လန်နဲ့ဟော်ဘီဒုတ်တွေပဲဖြစ်ပါတယ်ပေါ်လာဦးနီမှာဗီတာမင် E နဲ့ဘီတာကာရိုတင်းနှမျိုးလုံးကျော်ဝါစွာပါဝင်ပြီးလိမ္မော်ရောင်ရှိပါတယ် ဗီတာမင်ကြီးရာအမြာယုံမှာမရှိမဖြစ်လိုအပ်တဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ပုံလောင်းဤမှာမြင်လွာကို အလင်းဆုံးယူဖို့ကိုကြီးပေးရဲ့လိုတော်စင်လို့ခေါ်တဲ့ဆိုတင်းရဲ့အစိပ်ပိုင်းတက်ကိုပေါရှိပါတယ်။မော်လာဦးနေလိုမျိုးကစုံဦးတွေမှာဗီတာကာရိုတင်ကြော်ဝါစွာပါဝင်ပြီးဗီတာမင် E ရဲ့အရင်းမြစ်ကောင်းတက်ကိုဖြစ်ပါတယ်။ အမဲသားမှာရေရှည်မျက်စိကျမရဲ့တော့ပိုကောင်းမှုစေတဲ့ဇင်တက်ကြောဝါစွာ ပါဝင်ပါတယ်ဇင်တက်ဟာအသက်ရွယ်နဲ့ဆိုင်တဲ့အမြာယုံဆုံးရှုံးခြင်းနဲ့မြင်လွားပျက်စီးခြင်းကိုနှောင့်နှေးစေနိုင်ပါတယ်မျက်လုံးကိုယ်တိုင်ကဇင်တက်မြမစွာ ပါဝင်ပြီး အထူးသဖြင့်မြင်လွားနဲ့မြင်လွားပလရှိတွေးစောတိရှိရိမှာပါရှိပါတယ်ကြက်ရင်ပုံသားနဲ့ဝက်ပေါင်းသားလိုမျိုးအသားတွေမှာ စင်တာပါဝင်ပေမဲ့အမေသားထက်ပါဝင်မှုနေပါပါတယ်။ဥရယာလူကျင်းနဲ့ CS အသင်းရဲ့အရင်းမြစ်ကောင်းလေးဖြစ်ပြီးအသက်အရွယ်နဲ့ဆက်ဆက်နေတဲ့အမေအယုံဆိုရှယ်နိုင်ခြေကိုရှော့ချပေးနိုင်ပါတယ်။ဥရယာဗီတာမင် C ဗီတာမင် E နဲ့စင်တက်တွေရဲ့ကောင်းတဲ့အရင်းမြစ်တွေလည်းဖြစ်ပါတယ်။ အရေးကြီးရာအသက်ရှင်သန်ဖို့နဲ့မျက်စိကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ရှင်မင်းများတောက်ခြင်းကရေတက်ခံချောက်ခြင်းကိုတားဆီးပေးနိုင်ပြီးမျက်စိချောက်ခြင်းရဲ့လက္ခဏာတွေကိုရှင်းချပေးနိုင်ပါတယ်။မျက်စိရောဂါဖြစ်ပွားမှုမေးခွေးဖေဖို့အတွက် American Academy of Ophthalmology ရဲ့အကြံပြုထားတဲ့အတိုင်း မျက်စိရမရည်အစွာနေ့စဉ်စားသုံးရမယ့်အာဟာရပမာဏကဗိုက်တာမင်စီ900မီလီဂရမ်ဗိုက်တာမင်အီ400အယူလူဒိန်း30မီလီဂရမ်ဇီအက်ဆက်ဒင်2မီလီဂရမ်ဇေအောက်ဆိုင်80မီလီဂရမ်နဲ့ကောပါအောက်ဆိုင်2မီလီဂရမ်ပဲဖြစ်ပါတယ်အခုပြပြပေးသွားမယ်နီပြူအရီယာစမ်းပါတယ်မျက်စိကိုရရှိဖို့ ကိုကြီးပေးနိုင်ပါတယ်ဘလို့နီလန်းနီလန်းဆိုရင်နေအောင်ကြီးနဲ့အလွန်ကျော်ထိကျတာဟာအတွင်းတဲ့ဖိစင်နိုင်တဲ့အတော့ကြောင့်အပြစ်ထွက်တဲ့အခါမှာနေကမြန်မှန်ကိုတက်ဆင်ပေးပါဇက်လိတ်တောက်တဲ့သူဆိုရင်ဇက်လိတ်ပြတ်ပေးပါမိသားစုမှာမျက်စိယောဂနဲ့ပတ်သက်ပြီးယောဂရာဇဝင်ရှိရင်မျက်စိကိုပုံမှန်စစ်ဆေးပေးပါမျက်လုံးကိုကြည့်ခိုင်းစေနိုင်တဲ့အရာဒါမှမဟုတ်အန်ရရှိရဲ့ဓာတ်ပစ္စည်းတွေနဲ့ အလိုလိုရမယ်ဆိုရင်မျက်စိအကာအွယ်ကိုဝှစ်ဆင်ပေးပါမျက်ကပ်မှန်မတက်ခင်မှာလက်ဆေးပေးပါဆရာဝန်ဒါမှမဟုတ်ဆိုလိုသူရဲ့အစံကူထားတဲ့အချိန်တွေနာမျက်ကပ်မှန်ကိုတက်ဆင်ပေးပါကွန်ပျူတာနဲ့ဆက်စပ်နေတဲ့မျက်စိညောင်းခြင်းကိုကာကွယ်ဖို့အတွက်မိနစ်20ကွန်ပျူတာ3မီတိုင်းစက္ကန့်20ကြာအဝေးတနေရာကိုကြည်ပေးပါစီဂျိုယောဂာမျက်စိကွယ်ခြင်းရဲ့အဓိကအကြောင်းတစ်ခုဖြစ်ပါတယ် ဆီချိုယောဂရှင်သူရာတွေ့တင်းတစားတဲ့ပမာဏကိုဂယုတဆိုင်စောင့်ကြည့်ကိုရှားဝဲညွှန်ကြားထားတဲ့အတိုင်းဆေးဝါးတွေကိုအတိအကျတောက်ဖို့နဲ့ကာဗွန်ဟိုက်ဒရိတ်စားသုံးမှုကိုသေချာစီမံဖို့လိုအပ်ပါတယ်။မျက်စိကျန်းမာရေးပြဿနာတွေအတွက်စောစောစီစီကုသလိုက်တာဟာယောဂလက္ခဏာတွေပိုဆိုလာခြင်းကနေကုရင်းပေးနိုင်ပါတယ်။အမြအယုံပြောင်းလဲလာမှုတွေကိုတတိပြုမိတဲ့သူတွေဟာ မျက်စိဆရာဝန်နဲ့ပြန်ပါပြီးမျက်စိစမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့လိုအပ်ပါတယ်လူတယောက်မှာအမြင်အရဆိုင်ရာ ပြဿနာတွေကိုကြုံတွေ့ရနိုင်တဲ့လက္ခဏာတွေက အမြင်အရကြည်လင်ပြသမှုမှာခဏခဏအပြောင်းလဲရှိခြင်း ရွှေဆောင်တွုံလင်းနေတဲ့ပုံရိပ်တွေကိုမြင်ရခြင်းမြေခွင်းထဲမှာရေမြုပ်တွေနဲ့အဆက်ပြောက်တွေကိုမြင်ရခြင်း ဒါမှမဟုတ်ပြည်သူပြည်ပြည်အလင်းရောင်ကိုမြင်ရခြင်းမျက်လုံးရဲ့အလေတည်းကမဟုတ်ပဲပေးပပတ်လေကမြေဝေးတွေမှာအမြာရုံရောနေသွားခြင်းတွေပဲဖြစ်ပါတယ်အဒီနန်တွေဟင်းလီဟွက်တွေနဲ့ပရိုတင်းတွေအများပြားပါဝင်တဲ့အစာအသောက်တွေကို စားသုံးတာဟာလူအများစုရဲ့မျက်စိ၊ကျန်းမာရေးအတွက်မှန်ကန်တဲ့အာဟာရတွေရရှိဖို့ သိချာစေပါတယ်။ဒီအာဟာရဓာတ်တွေကိုအစာတောက်ကနေမရရှိရသူတွေဟာမျက်စိကျန်းမာရေးအတွက်ဖြစ်ဆက်ခါစေရအကြောင်းမျက်စိဆောင်ဝင်ကြီးမှာမြင်မြန်နိုင်ပါတယ်။အမြာယုံဆိုင်ရာပြဿနာရှိသူတွေဒါမှမဟုတ်အစာတောက်နဲ့ပတ်သက်ပြီးတင်းကျပ်ခံရသူကန့်သက်ခံထားသူတွေဟာစာတုံးဖို့တင်ကြော်ရဲအစာအစာတွေအကြောင်းကိုမျက်စိကျန်းမာရေးအကြံပေးသူတွေနဲ့ဆွေးနွေးနိုင်ပါတယ်။ ဒီစီစဉ်လေးကိုတလောင်းနေပြီရန်နာပြဆိုရှင်အိတ်ရှင်းချန်ရဲ့မြန်မာမှာကျမရေးဆိုင်ရာဘုဒ္ဓတရေအိမ်တွင်ကုတ္တနီရဲ့နဲ့စောင်းရံရှောင်းရံအချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင်းမျိုးကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရရှင် ကျမရေးနဲ့ပတ်သက်တဲ့အသိပညာဘုဒ္ဓတရေကိုမတည်ရသူမရှိရလေအောင်ပြန်လဲမျှဝေပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါရရှင်